သက်84နှစ်အရွယ်အဖွားကိုတူမလုပ်တဲ့ចောင်းဆီယာမကနေပြီးတော့မှတူနဲ့ရိုက်တူမကသူ့ကိုငယ်ထိတ်တက်တဲ့ကိုတူနဲ့ရိုက်တပ်လိုက်ခေါင်းရဲမှာရှိနေတဲ့တက်တာကိုတူနဲ့ရိုက်ဖွင့်တယ်ရိုက်ဖွင့်ပြီးတော့မှအဲ့တက်တာထဲမှာရှိနေတဲ့ရွှေ30တာပြီးလို့ရှိရင်ငွေကျပ်သိန်းတရာကိုယူပြီးတော့မှ84နှစ်ဆိုတာကွာဟာလည်းမပြေးနိုင်ဘူးပြန်ပြီးတော့လည်းခုခံနိုင်တဲ့အရွယ်မဟုတ်တော့ဘူးဒီသေဆုံးနေတဲ့ဟာတောင်မှပဲဒါအိတ်နေတဲ့အချိန်မှာခေါင်းကိုရိုက်ခံရတာ တူနဲ့အားလုံးမင်္ဂလာပါရှင်မွေး YouTube channel လေးအရင်ကြိုဆိုလိုက်ပါတယ်မွန်ဒီနေတဆက်ပစ်ချင်တဲ့တတိလေးကတော့မန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်မှာအသက်84နှစ်အရွယ်အဖွားဖြစ်သူကိုတူမအရင်ကြောင်းဆီယာမကနေပြီးတော့တူနဲ့ထုတက်ပြီးတော့ဒီပတ်စံသိမ့်တရာကျော်နဲ့ရွှေဆက်ကြသားယူဆောင်သွားရဆိုတဲ့တတိလေးကိုတဆက်ပေးမှာပဲဖြစ်ပါရှင်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့အပြည့်အစုံပတ်ပါတယ်ကြည်တယ်မြို့တွေလက်ဘူးတရသင်္ကန်းစာရအောင်လို့ပြလဲမြောက်လဲခြင်းပဲဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုစောတိလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင်နောက်ဆုံးတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ရန်ရက်ဆက်ပြီးတော့လေတော်တော်ရို့စိတ်မကောင်းဖြစ်စရာလူတက်မှုတဲ့တင်တဲ့ ခုပြောပြမယ်26ရက်နေ့မနက်9:00နာရီလောက်ကမန္တလေးမြို့မှာအငိမ့်စားစာကြီးတိုက်မှု အသက်84နှစ်အဖွားကိုသူ့ရဲ့တူမအရင်ခောက်ခောက်ကြောင်းစရာမကကောင်းကိုတူနဲ့ရိုက်တက်ပြီးရောပေါ့နော်သူအင်ရပစ္စည်းတွေကို လုသွားတယ်ယူသွားတယ်ပေါ့ကွာအဲအဲ့ဒါကအဖွားကတော့84နှစ်အဖွားကတော့တိတ်ဆုံးသွားတယ်စိတ်မကောင်းတာကလေဒီအဖွား84နှစ်ဆိုတာကွာနော်ထလည်းမပြေးနိုင်ဘူးပဝင်းကျင်ကိုလည်းအော်ဟစ်ပြီးတော့အကူညီတောင်းနိုင်တဲ့အရွယ်မဟုတ်တော့ဘူး နော်ပြီးတော့လဲပြန်ပြီးတော့လဲခုခံနိုင်တဲ့အရွယ်မဟုတ်တော့ဘူးကွာဒီသေဆုံးနေတဲ့ဟာတောင်မှပဲဒါအိတ်နေတဲ့အချိန်မှာခေါင်းကိုအရိုက်ခံရတာ တူနဲ့ ရှက်ဆက်လိုက်တော့တော့တေဆုံးနေဆိုတာတိတောင်တိပါမလားမသိဘူး။ဘာဖြစ်လို့လဲဆိုတော့ तू လာဒီလူတက်တရခန့်အမျိုးသမီးကပြင်ဦးတွင်မှာငကိုကနထိုးကြီးရနေပြီးရော तू ကဒီပြင်ဦးတွင်ပြောင်းပြီးရောအလဲတန်းပြတွဲဘက်ဆီယာမအဖြစ်ပေါ့နော်ဒီမှာစာတင်နေတဲ့ကျောင်းဆီယာမသူ့မှာကအကျွေးတွေအများကြီးရှိတယ်လို့လည်းပြောတယ်။အဲ့တော့သူ့ရဲ့အကျွေးတွေကိုဆက်ပေးဖို့သူ့ရဲ့အတော်ဒီပေါ့နော်စုံသွားတဲ့အသက်84နှစ်အဖွားရှိမှလာပြီးတော့ပြောတယ်။84နှစ်အဖွားကကျတော့ तू အိမ်ရောက်ပြီးတော့ရင် तू ရဲ့အကျွေးတွေကိုဆက်ပေးမယ်တဲ့။ဆက်ပေးမယ်ဆိုတော့ तू ဆက် က်ပေးတဲ့ဟိုအိမ်ရောင်ပြီးသွားတဲ့အချိန်မှာမဆက်ပေးဖြစ်ဘဲနဲ့ तू ကနောက်ထပ်အိမ်တလုံးထွက်ဝယ်ဖြစ်တယ်အဲ့ဒါကိုဒီအမျိုးသမီးကသူ့ရဲ့အကျွေးတွေကိုမဆက်ပေးလို့ဆိုပြီးတော့ပေါ့နော်အာနဘူးနဇာတွေလောက်မှာပေါ့ကွာအိမ်လေးက तू ကပြုံးလင်ရနေပြီးဒီမန္တလေးအိမ်ကိုလာတယ်မနေ့ပိုင်းလာပြီးသူ့ကိုဈေးတွေပါတယ်အတူတူဝယ်ပြီးတော့ချက်ပြုတ်စားတော့ပြီးနေကင်းပတ်နားတဲ့အချိန်နေကင်းမှာနားရတယ်ဆိုတော့ဒီ84နှစ်အဖွားကအာလူကြီးဆိုတော့ကွာနေကင်းဘက်မှာခဏတစ်ဖြုတ် ဒီထိုင်ကုန်လေးပေါ်မှာပဲမှေးတယ်မှေးတာထင်ပါတယ်အဓိကတော့ तू အိပ်ပျော်နေတဲ့အချိန်မှာအဲ့ဒါကိုကျွန်မစိတ်မကောင်းတာသိလား तू အိပ်ပျော်နေတဲ့အချိန်မှာကိုဒီခေါင်းကိုတန်တူနဲ့ရိုက်ပြီးတော့တတ်ပြီးတော့နော် သူ့ရဲ့ပစ္စည်းကိုယူသွားတာနောက်ထပ်လည်းထပ်ရိုက်တာကသူ့ရဲ့ဒီအဖွားနဲ့ဆိုရင်မြီးတော်တယ်အခုလူသက်တရခန့်မိမနဲ့ဆိုနောက်ထပ်တူမတော်တဲ့36နှစ်အရွယ်အမျိုးသမီးကလည်းအောက်ထပ်ကကရင်ပေါ်မှာအဲ့လိုပဲအိတ်နေတဲ့အချိန်မှာထပ်ပြီးတော့တူနဲ့ထပ်ရိုက်တတ်တယ်ဒါပေမဲ့အဲ့အမျိုးသမီးကတော့မသေးဆုံးပေါ့နော်သူကတော့ခေါင်းမှာပေါက်ပြဲတံရတွေနဲ့ပေါ့နော်အတံရရရှိသွားတယ်ဒီ84နှစ်အဖွားကတော့သူ့ရဲ့သေဆုံးတဲ့ဓာတ်ပုံကိုကြည့်လိုက်တဲ့အချိန်မှာလေကျမစိတ်မကောင်းတာ လူသက်မှုဖြစ်တဲ့အထဲမှာလေကျမဘလို့မှစိတ်စိတ်မကောင်းဆုံးအမှုပဲဘာကြောင့်လဲဆိုတော့သူ့ရဲ့တည်နေတဲ့အဖွားကလေထိုင်ရကလေးတော့ထိုင်ကုန်ပေါ်မှာအမှန်တကယ်လူကြီးဖြစ်တဲ့အတွက်သူကလေမှင်းနေတဲ့အချိန်မှာပဲရိုက်တက်သွားတာဖြစ်တော့ဒီထိုင်ပုံရဲ့အနောက်မှာလေလမ်းလျှောက်ရင်အုံပြုတဲ့လေးချောင်းတောက်အဲလေးချောင်းတောက်ကလေးကအနောက်မှာရှိနေတယ်ဒါဆိုရင်ဒီအဖွားကလမ်းတော့ကောင်းကောင်းမလျှောက်နိုင်တော့တဲ့အရွယ်ကွာ84နှစ်ဆိုတာ စားကြည့်ဘလောက်တနာဖို့ကောင်းလဲ။ तू ထပြီးတော့လဲပြေးလို့လဲမရအောင်အိပ်ပြောင်းလဲပြေးချိန်လဲမရှိဘူး။អော်ဟိပြီးတော့လဲအကူညီ तू မတောင်းနိုင်ဘူး။အဲ့ဒါကို तू ရဲ့တက်တာတွေကနေပြီးတော့ရွှေ30သားနဲ့300ကိုယူသွားတယ်။ပြုံးလွင်ရောက်တော့ဒါတွေအထုပွဲရောင်းချပြီးတော့ तू ကအကျွေးတွေဆက်လိုက်တယ်ဗောနော။အခုတော့မိသွားပြီ။လုံးတင်လား။လုံးတင်လား။ အသက်84နှစ်အရွယ်အဖွားကိုတူမလုပ်တဲ့ចောင်းဆီယာမကနေပြီးတော့မှတူနဲ့ရိုက်တဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမယ်။ရိုက်ခံရတာတော့အဖွားလည်းရိုက်ခံရတယ်အဖွားတော့တီးွားတာပေါ့နော်။နောက်တော့အဲ့အဖွားရဲ့မြီးအခုရိုက်တဲ့လူကတော့တူမပေါ့နော်။တူမသူ့ရဲ့တူမကိုဆက်ပြီးတော့သူကရိုက်တယ်။သူ့တူမကတော့ဝဲဖက်နဲ့ထင်းနေပေါက်ပြက်ဒဏ်ရာနဲ့ဩဒဏ်ရာရရှိသွားတယ်ပေါ့နော်။ရိုက်ခံရတဲ့အဖွားကအငိမ့်သားစာတိစာတိတိုက်မှုဖြစ်တယ်။အသက်84နှစ်ဆိုတော့စဉ်းစားကြည့်ပေါ့ဗျာ။ကိုယ့်သူကိုယ်တော့မလုပ်နိုင်မကင်နိုင်အရွယ်ဖြစ်တယ်။ရိုက်တဲ့သူကသူ့ရဲ့တူမအရင် ်သူကနထိုးကြီးမြို့နယ်ကနေပြီးတော့မှ2023ခုနှစ်မှာသူကပြည်ဦးလင်ကိုပြောင်းလာပြီးတော့မှပြည်ဦးလင်မှာ အလေတန်းနဲ့ကြောင်းဆီယာမတွဲဖက်ဆီယာမအနေနဲ့သူကတောင်းဝင်ထမ်းဆောင်တယ်သူ့ရဲ့အတော်စီမှာလာပြီးတော့မှသူ့ရဲ့အခက်ခဲတွေပေါ်သူကအကျွေးနေနဲ့များရလို့ပြောတယ်ဗျသူ့အကျွေးတွေကိုသူကဖြည့်ရှင်းဖို့ရန်သူကသူ့ရဲ့အတော်ရှိမှာအကူအညီလာတောင်းတယ်သူ့အတော်ကလည်းအိမ်ရောက်ပြီးရင်အကူအညီပေးမယ်ဆိုပြီးတော့မှပြောတယ်ဖြစ်သွားတာက26ရက်နေ့နနေ9နိုင်လောက်မှဖြစ်သွားတာဗျသူတို့မနေ့ပိုင်းသူတို့အဲဈေးတွေပိုင်းသွားပြီးတော့မှအတူတူစားတော့ကြသေးတယ်စားတော့ပြီးတော့ပြန်လာတဲ့ခါမှာနေကင်းပိုင်းတော့နေ့လယ်ပိုင်းပေါ့နော်အော်စားတော့ပြီးတဲ့ခါမှာတော့အိမ်မှာအေးဆေးအနားယူနေတဲ့အချိန်အနားယူနေတဲ့အချိန်မှာသူ့ရဲ့တူမကသူ့ကိုငယ်ထိတ်တက်တက်ကိုသူနဲ့ရိုက်တပ်လိုက်တယ် ရိုက်တက်ပြီးတော့မှဒီအယောက်ထက်မှရှိနေတဲ့သူ့ရဲ့မြီးရိုက်တဲ့သူကဒူမကိုအဲဒူမကသူ့ရဲ့ဒူမကိုပဲဆက်ပြီးတော့မှဒူနဲ့ရိုက်တယ်ဒူနဲ့ရိုက်တော့အဲအောက်ကဒူမကတော့မသေးဘူးဒါပေမဲ့ဝဲဖက်နဲ့ထင်းတို့ငယ်ထိတ်တို့မှာအော်ပေါက်ပြက်တံရတွေရရှိသွားတယ်ပေါ့နော်ရရှိပြီးတော့မှသူခေါင်းရဲမှာရှိနေတဲ့တစ်တာထဲကိုတစ်တာကိုဒူနဲ့ရိုက်ဖွင့်တယ်ရိုက်ဖွင့်ပြီးတော့မှအဲတစ်တာထဲမှာရှိနေတဲ့ရွှေ30ပါပြီးလို့ရှိရင်ငွေကျပ်သိန်းတရာကိုယူပြီးတော့မှပြင်းဦးလင်ကိုထွက်ပြေးသွားတယ် ဆိုတော့ဒီတူမကသူ့ရဲ့အခက်ခဲကြောင့်မလို့သူ့ရဲ့အတော်ရှိမှလာပြီးတော့မှအကူအညီလာတောင်းတယ်သူ့တော်ကလည်းအိမ်ရောက်ပြီးပေးမယ်ဆိုပြီးတော့မှပြောတယ်ဒါပေမဲ့အိမ်ရောက်ပြီးတဲ့အခါမှာအကူအညီမပေးဘဲနဲ့နောက်ထပ်အိမ်တလုံးထွက်ဝေတယ်ထွက်ဝေသူ့တူမတဘူတကြီးနဲ့တောင်းတာပေါ့နော်ဒါပေမဲ့အခုလိုလုတ်တဲ့ဖြစ်စဉ်ကတော့ဒါမကောင်းဘူးလို့ကျွန်တော်မြင်မိတယ်ဆိုတော့ဆွေမျိုးတွေပဲဖြစ်ဖြစ်ဗာပဲဖြစ်ဖြစ်ဩစင်ကျင်ဖို့အတွက်ဖြစ်တယ်ဒီအလေတန်းចောင်းဆီယာမှာနာမည်ကတော့ဒေါ်ဆူဆူထွန်းနဲ့ ်အော် तू อ่ะသူ့ကိုအော်တိုဘာ26ရက်နေ့မှာပဲရဲတွေကနေပြီးတော့မှဒီအခုအမှုဖြစ်တဲ့အိမ်မှာပဲ तू ဟို तू ပြန်ရောက်လာတဲ့အချိန်မှာသူ့ကိုဖမ်းဆီးရမိသွားတာပေါ့နော်ဆိုတော့ငွေကြေးကတကယ်ကိုအမျိုးလဲမရှိဘာလဲမရှိပေါ့နော်အဲ့တော့မိဘပြည်သူတွေအာဆင်ကျင်ဖို့ရန်အတွက်ကျွန်တော်ပြောပေးချင်တယ်ငွေဆိုတာကအမျိုးလဲမရှိတော့အခုချိန်မှာနော်အဲ့တော့ဆင်ကျင်ကြပါလို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျသတင်းအဲအခုကျွန်တော်ပြောမှလေးရပါနော်မိန်းကလေးတွေအတွက်အရန်ကိုရေးကြည့်လို့ပါအဲဟိုတနေ့ကကျွန်တော်မုံရွာကညီမငယ်တယောက်ကြီး အခုမန္တလေးရဲ့ညီမငယ်တယောက်ကဖြစ်စဉ်လေးကအတူတူဖြစ်နေလို့ပေါ့နော်အဲသူတို့ရှိဟိုတဲ့ဖုံးလာတာပေါ့နော်အဲကျမ်းမာရေးဌာနပါပေါ့မိန်းကလေးလို့ပေါ့အဲရင်သားကင်ဆာမဖြစ်အောင်အဲပေါ့နော်စေထိုးဖို့ပါညာဆိုပေါ့ကျမ်းမာရေးဌာနပါဆိုပြီးတော့ပြောပြောဖုံးဆက်တာဖုံးဆက်ပြီးတော့အဲအဖေနာမည်ကမတူအမေနာမည်အမှုမတူနေရာလိပ်စာကဘယ်ကအဲအဲ့လူတွေသူကပြောတာအဲကောင်မလေးတွေကလည်းအော်သူတို့အဖေမေရောမတ်ပုံတင်နေရောနေရာလိပ်စာတွေရောတည်တယ်ဆိုပြီးတော့ယုံပြီးတော့သူတို့ကလောက်ကြတာ အဲ့မှာသူကအဲဗာလဲဆိုတော့အဲ line မတက်ခဲ့အဲဗီဒီယိုကောနဲ့ခေါ်မယ်ဆိုတော့ဗီဒီယိုကောနဲ့ခေါ်ခေါ်ပြီးတော့အဲအဲ့ကောင်အဲ့ဆရာဝါပေါ့ကျမရဲ့ဌာနဆရာမအနေပြီးတော့အဲ့လိုအင်ကိုစားရီချွတ်ခိုင်းတာတဲ့ချွတ်ခိုင်းပြီးတော့ပြခိုင်းတာပေါ့အဲအဲ့လိုပြတာပြပြီးတော့အဲဟုတ်ပြီအခဏနေပြန်ဆက်သွယ်လိုက်မယ်ဆိုပြီးတော့အဲ့လိုပဲဖုံးချသွားတာတဲ့ဖုံးချပြီးတော့အဲ15မိနစ်နေတော့အဲ့လိုပဲကောင်လေးကဖုံးဆက်လာတာတဲ့နင်းရဲ့ဗီဒီယိုတွေဟိုစားမပါတဲ့ဗီဒီယိုတွေငါတို့ရှိမှရပြီအဲ30ပြီးရင်ပြီးမပြီးရင် line ပေါ်မှာ ဖြန့်မယ်ဆိုပြီးတော့အဲ့လိုချိန်ချောက်တာတဲ့ချိန်ချောက်တဲ့အခါကျတော့သူတို့မှာပတ်စံလည်းမရှိတော့အဲ့လိုပဲကျွန်တော်ရှိကိုမန္တလေးကအဲတယောက်ကအဲဘောတော့အဲမန္တလေးကညီမငယ်တိညီမငယ်နဲ့သူတို့မိပါတယ်ကျွန်တော်ရှိကိုအဲဖုံးဆက်တာပေါ့အကူညီပေးဖို့ပေါ့နော်အဲအဲ့ဒါဆိုကျွန်တော်လည်းမေးလိုက်တာပေါ့အဲ့ဆိုလို့ရှိရင်ဒီကလေးကအဲအသက်ကဘယ်လောက်လဲဆိုတော့ ိုရန်ကြောင်းသူတဲ့ကိုရန်ကြောင်းသူတဲ့ပြီးကြတော့အဲနင့်မှာရည်စားတွေဘာတွေထားဘူးလားဆိုတော့ရည်စားထားဘူးတဲ့အဲအဲရည်စားကိုဘာတွေပေးဘူးလဲဆိုတော့အဲသူအားတဲ့ပတ်စံမုတ်ဘိုးတွေဘာညာပေးခြင်းလို့ပါတဲ့အဲမှတ်ပုံတင်နံပါတ်ကလေးရဲ့တဲ့ KB ဖုန်းနံပါတ်ကလေးရဲ့တဲ့အဲတပ်ပုံလေးလည်းသူ တောင်းလို့ဆိုပေးလိုက်တာတဲ့တက်တော့ကနေတွေ့တာတဲ့အဲအဲ့တော့ပြောတော့မင်းကလေးတွေကိုပေါ့အများဆုံးပြောခြင်းတာလीနော်ဟိုဘယ်လိုပြောရမလဲဆိုတော့အဲ မမယုံပါနဲ့ line မဟုတ်ဟာတွေဆိုရင် လုံးဝမယုံပါနဲ့လို့နော်ပြီးကြတော့အဲပြင်ဟိုဟာပေါ့ကျမ်းမာရေးဌာနဆိုပြီးတော့ဆက်သွယ်လာတဲ့ main ကလေးနဲ့သူ့ထားခဲ့တဲ့កောင်တွေက သူတို့ကရီးစားတွေရီးစားတွေပူပေါင်းပြီးတော့လှုပ်တာ အဲကျွန်တော်ယူအကူညီတောင်းတဲ့ခါကျတော့အဲ့ကလေးမကိုကျွန်တော်ပြောလိုက်တယ်ဟုတ်ပြီအဲကျမတို့ရှီမှာတော့အဲ KB ဖုန်းနံပါတ်မရှိလို့ပါဘန်းနဲ့လွှဲမယ်ဆိုပြီးတော့ဘန်းဘန်းအကောင့်ကိုတောင်းခိုင်းလိုက်တာဘန်းအကောင့်တောင်းခိုင်းပြီးတော့မှတ်ပုံတင်နဲ့တောင်းခိုင်းလိုက်တဲ့ခါကျတော့ဟိုဘက်ကအကောင့်အဲလိန်တဲ့ဘက်ကနဲ့မှတ်ပုံတင်နံပါတ်ဒီလို့ဘန်းအကောင့်ဒီပေးတာအဲ့အနေပေါ်ကျွန်တော်တို့ကနေပေါ်ရေစခန်းနေအမှုဖွင့်ပါညာကျွန်တော်ကူညီပေးလိုက်ရတာပေါ့နော်အဲအဲ့လိုတွေကျွန်တော်တို့မှာဖြစ်တယ်တကယ်တမ်းမိန်းကလေးတွေပြောကြတာ line မော်မှာအခုရပိုင်းဖြစ်နေတာတမီးစားကိစ္စတွေလို့ အဲ့လိုဟာတွေကိုမယုံကြည်ပါနဲ့လို့ပေါ့နော်ကျွန်တော်အခုဒီဗီဒီယိုလေးကနောက်လူတွေအဲ့လိုတွေမခံရအောင်လို့ပြောပြတာပါအဲဘယ်ဟာပဲဖြစ်ဖြစ်အဲဘယ်ဟာဝန်ထမ်းမှာဘာညာဘယ်ဟာပဲပြောပြော online နဲ့ဆက်သွယ်လာရင်လုံးဝလက်မခံပါနဲ့ဒီကျွန်တော်အဲ့လေးကိုအဲပြန်လည်ပြောပြပါပါ ဟုတ်ကဲ့ပါမြို့လူကြီးမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှိဒီကျောင်းဆရာမဆိုလို့ရှိရင်လည်းအကျွေးတွေအရန်ထူနေလို့ပေါ့နော်ရဖွားဆိုလို့ရှိရင်တော့ဘာမှမလွတ်နိုင်မကိုက်နဲ့အရွယ်ကူမှဒီတန်တူနဲ့ထုတက်သွားရဆိုတာတော်တော်လေးတစ်စိမ်ကောင်းစရာတတိလေးပဲဖြစ်ပါရဲ့ရှိငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ဒီဆွေမျိုးအရင်းတွေလောက်ကိုယုံလို့မရတော့ဘူးပေါ့နော်ချီတယ်မြို့တွေလည်းဘုဒ္ဓရာသင်္ကန်းစာယူလို့ရအောင်လို့ပြန်လည်မြောင်လည်းချင်းပဲဖြစ်ပါတယ်နောက်ပိတ်ဆုံးကဗီဒီယိုလေးဆိုလို့ရှိရင်လည်း online ပေါ်ကနေပြီးတော့ရည်စားထားတာပေါ့နော်ဒီကျောင်းဆရာနေတဲ့လောက်ပို့ဆိုးတယ်ပေါ့နော်ငွေညှိချင်းချောက်တာပဲဖြစ်ပါတယ်အရင်လည်းကျောင်းဆရာကောင်းတယ်ပေါ့နော်လူငယ်တွေအနေနဲ့အခုဆိုလို့ရှိရင်တော့ဒီ social media ပေါ်ကအဲဒီချစ်သူ ူကြီးစားတွေပဲဖြစ်ဖြစ်ဒရမဖုံးဆက်လာတာပဲဖြစ်ဖြစ်ဘယ်အရာကိုမှအကျင့်မဲ့ယုံကြည်မှုမလိုအပ်ဘူးရှိချစ်တမျိုးတွေလက်ပူတရသင်္ကန်းဆောင်ယူလို့ရအောင်ပြန်လည်ညှောင့်လဲခြင်းပဲဖြစ်ပါတယ်မောဝဲဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေကိုလည်းဗီဒီယိုလေးရအောင်မကော့မန့်လေးရေးကပ်ပြီးလို့ရပါရှိမောဝဲဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပေးတဲ့အမျိုးတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ